ားလုံးပဲမင်္ဂလာပါဒီကနေ့ကျွန်တော်တို့ဆက်လက်ပြီးလေ့လာမယ့်သင်ခန်းစာကတော့ဟင်ကဲတွာဖြစ်ပါတယ်ဟင်ကဲတွာဆိုတာကကိုကျိုးကိုစဉ်းစားတဲ့အကြောင်းအရာတကူကောင်းဆန္ဒကိုပြောတာပေါ့နော်တကူကောင်းဆန္ဒကိုဟင်ကဲတွာလို့ခေါ်ပါတယ်မနေ့ကကျွန်တော်မေးထားတဲ့မိကုံးမှာဆိုလို့ရှိရင်အော်နန်ရောပါတဲ့စကလုံးဘယ်နှလုံးပါလဲလို့မိတယ်ပေါ့နော်အဲ့ဒီထဲမှာဖြည့်ဆိုးထားတာတယောက်မှန်တယ်ပေါ့နော်အဲ့ဒါက အော်ယောဦးယူမဲ့ယူနေအော်ယောအာငောယံမဲ့ယံဖြစ်ပါတယ်ယူယံနှလုံးပါတယ်ပေါ့နော်နောက်ထပ်တစ်ခုကဥကူညီမေးထားတယ်ပေါ့နော်မနေ့ကစာထဲမှာပါတယ်တထူရာအလုတ်ရှုံနေတယ်နဲမီထူရာနဲ့ဘလို့กว่าလဲလို့မေးထားတယ်ပေါ့နော်အဲ့ဒါစကလုံးအတုံးတုံးကဘလို့မျိုးกว่าမလဲဆိုလို့ရှိရင်တထူရာကြတော့ဒီကျွန်တော်တို့ ဟိုအလုတ်တစ်ခုခုကလက်ရှိလုံနေတဲ့ဟာပေါ့နော်တစ်ထူတာယူဆိုကျွန်တော်တို့အခုလက်ရှိအလုတ်တစ်ခုခုလုံနေအချိန်မှာအဲ့အလုတ်တစ်ခုလက်လွတ်လို့မရဘူးပေါ့နော်သဘောတကူကအလုတ်ကအဲ့အလုတ်ကိုလက်လွတ်လို့မရဘူးတခြားအလုတ်ကိုတွားပြီးလှုပ်ပေးလို့မရတဲ့သဘောမျိုးပေါ့နော်အဲ့လိုမျိုးလက်ရှိအလုတ်လုံနေတာမီထူရာကြတော့မလုတ်ကသေးဘူးကျွန်တော်တို့ရှိတာအလုတ်ရှိတာကျွန်တော်တို့ဒီအလုတ်ကိုလုံဖို့ရှိနေတယ်ဒါပေမဲ့လောဆယ်မလုတ်ကသေးဘူးမီထူရာယူတစ်ထူရာယူကြတော့လက်ရှိလုံနေတဲ့အလုတ်ကြတော့ကျွန်တော်တို့ တဘောပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တရားရုံးကဒါခိုင်းတဲ့အချိန်မှာကျွန်တော်တို့တွားလုံးလို့မရသေးဘူးလက်ရှိအချိန်မှာတစ်တစ်ထူရန်းယူအခုလက်ရှိအလုပ်တစ်ခုခုမှာကျွန်တော်တို့လုံနေတယ်အဲ့ဒါတော့တခြားအလုပ်ကိုလုံလို့မရသေးတဲ့သဘောမျိုးပေါ့နော်မီထူရကြတော့အဲ့အလုပ်ကိုမလုပ်ရသေးဘူးဒါပေမဲ့အဲ့အလုပ်ကိုလုပ်ဖို့အတွက်ကိုယ်မှရှိနေတယ်ဒါပေမဲ့လို့တစုံတယောက်ကကျွန်တော်တို့အဲ့အလုပ်ကိုမလုပ်ဘဲနဲ့တခြားအလုပ်ကို ခိုင်းလို့ရှိရင်လုံချင်တပါဆိုရင်တွားလုံလို့ရတယ်မီထူရကြတော့ ကျွန်တော်တို့လက်ရှိမလောက်ကသေးတဲ့အခါကျတော့တူခိုင်းတဲ့အလုပ်ကိုတွားလို့လို့ရတယ်တစ်ထူရာနဲ့မီထူရာနဲ့အဲ့လိုမျိုးကွာတယ်ပေါ့နော်တစ်ထူရာကျတော့လက်ရှိလုပ်နေတဲ့အလုပ်မီထူရာကျတော့ဒီကျွန်တော်တို့လုပ်ဖို့ရှိနေတဲ့အလုပ်မလောက်ကသေးတဲ့အရာကိုပြောတာပေါ့နော်နားလည်မယ်လို့မျှော်လင့်ပါတယ်ဒီနေ့ကတော့ကျွန်တော်ဟင်ကဲတွားဆိုတာတကူကောင်းဆန်တာတကူကောင်းဆန်တာကျတော့သူ့ကိုစာနဲ့ပြောမယ်စကားနဲ့ပြောမယ်ဟေ့ဆိုရင် ဟင်ကဲသွားဆိုတာသိပြီတော့เนาะတကူကောင်းဆန်တဲ့အရာကိုပြောတာအဲဒါကြောင့်မလို့ဒီနေရာမှာကျတော့စကားပုံစံမဟုတ်ဘဲနဲ့ဒါစာစုပုံစံမျိုးလေးပဲရေးမယ်ပေါ့เนาะဒီမှာဘလို့မေးလဲကိုကြိုးကိုသာကြည့်တဲ့ချင်းကတခြားသူတွေကိုဒုက္ခဖြစ်စေတယ်ဒါကတော့ကျွန်တော်လက်ရှိဖြစ်နေတဲ့အကြောင်းအရာပေါ့เนาะဒါကတော့ဘယ်အကြောင်းအရာလဲဆိုတာအားလုံးလည်းသိကြမယ်ပေါ့เนาะကိုအကျိုးကိုသာကြည့်တဲ့အခါကျတော့တခြားသူတွေအကုန်လုံးဒုက္ခရောက်နေတဲ့ဟာကိုပြောတာပေါ့เนาะအဲ့ဒါကဘလို့လဲ การเห็นแก่ตัวทำให้คนอื่นเดือดร้อน การสุดาเช่นบ่เนาะเห็นแก่ตัวสุดาตัวกองสั่นจริงก็ทำให้พิเศษเลยทำให้พิเศษเลยประตูก็เลยคนอื่นตะชาตุดีก็เดือดร้อนทุกข์ยากตาอคักแก้ผิดตาเดือดร้อน การเห็นแก่ตัว ทำให้คนอื่นเดือดร้อนကိုအကျိုးကိုသာကြည့်တဲ့ခြင်းကတခြားသူတွေကိုဒုက္ခရောက်ခြင်းဖြစ်စေတယ်ပေါ့เนาะဒီနေရာမှာမှတ်သားထားလိုက်မယ်ကာဟင်ကဲတူဝါဒူပေါင်းဆန်ခြင်းคนอื่นတခြားသူเดือดร้อนဒုက္ခရောက်တဲ့အခက်အခဲဖြစ်တယ်ทำให้ဖြစ်စေတယ်အဲစကားရရပေါ့เนาะနောက်ထပ်เนาะမေကိုမေးမယ်ပေါ့เนาะဒီစာထဲမှာဆိုရင်အဲ့ဒါကတော့တခြားမဟုတ်ပေါ့เนาะ ဒီခေါင်းစဉ်အကြောင်းအရာဝေဝေးပါဟင်ကဲတွားဆိုတာကကျွန်တော်တို့တလုံးချင်းမှာအဓိပ္ပာယ်ရှိတယ်ပေါ့နော်ဟင်ဒီဟင်ကဲတွားဆိုတဲ့သုံးလုံးပေါင်းချင်းမှာတလုံးချင်းစီမှာအဓိပ္ပာယ်ကိုစီရှိတယ်ပေါ့နော်အားလုံးပဲဖြေနိုင်မယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခေါ့ခွန်ခါ